အစာဦးတွေစောက်လို့ရမှာလက်စားမှုတွေညှော်နေစေဖို့နဲ့အရေးအတွေးထိန်းချုပ်မှုကိုဖိဖိစည်းစည်းလှုံ့ဆော်မှုလိုအပ်တယ်လို့ပြည်သူ့ပါတီ PP မှာဥက္ကဋ္ဌဦးကူကြီးကဆေးရနိုင်တဲ့ထဏာကို ပြောပါရတယ်။အဲ့ဒီအပြင်ချပေးထားတဲ့ဘတ်ဂျက်ရဲ့ဘလောက်ရာခိုင်နှုန်းလောက်ကိုလက်တွေ့မှာအကောင့်ထည့်ဖို့လှုံ့ဆော်တယ်လဲဆိုတဲ့အပေါ်စစ်မေးစရာရှိလာပြီးအဓိကအသုံးပြုနေတဲ့အပြီးလက်မြေတန်ကြောင်စားတာတွေရဲ့အရေးအတွေးနဲ့ quality control အရေးအတွေးထိန်းချုပ်မှုကိုဖိဖိစည်းစည်းလှုံ့ဆော်ရမယ်လို့သူကပြောပါရတယ်။ ကျွန်တော်တို့ဟိုရက်ထဲမှာဟိုကဒါတော်တော်များများပြောဆိုနေကြတာတွေရှိပါတယ်အဲ့ဒါဘာလို့လန်ဒါးတွေမှာလဲဟလာဒီတန်ဒါတစ်ခုကြဖို့အတွက်ကိုဟလာအဆင့်လိုက်အဆင့်လိုက်ကိုဂါရဝကြီးဆိုပြီးတော့ပေးနေရတဲ့ကိစ္စတွေကမြေပြင်ပေါ်မှာတကယ်လို့လုပ်တဲ့အခါလဲကြရောချပေးတဲ့ဘတ်ဂျက်ရဲ့ဘလောက်ယာကန်နှုန်းလောက်ကလက်တွေ့အလုပ်လုပ်တယ်လဲဆိုတာကျွန်တော်တို့ကစစ်စရာစစ်မင်းစရာတွေပေါ်လာတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကနိုင်ငံတကာမှာဆိုရင် quality control ပေါ့ဒီ third party ကနေပြီးတော့စစ်တာပေါ့အဲ့တော့ third party company တွေကအရေးသွေးစစ်ပြီးတော့မှကျွန်တော်တို့ကအတိ ပြုတာအခုဒီနိုင်ငံမှာကကျွန်တော်တို့ကိုတပ်ပါတီအယူဆကိုဒေဒေချာချာပြင်သုံးဖို့လိုတယ်အဲ့တော့အင်ဂျင်နီယာတွေအနေနဲ့ကလည်းတချို့တော်တော်များများကတော့ဒီတုကဒီဇိုင်းတွေမှာ great star scale ခုနှစ်လောက်အထိကိုတော့သူတို့တွက်ချက်ပြီးတော့စောက်ကြတာရှိတယ်အဲ့တော့အခုကတော့ခုနှစ်တသမခုနှစ်ဆိုတာကြတော့လေဟိုတော်တော်တန်ယုံခံနိုင်ရရှိဖို့တော့ဖြစ်တယ်ပေါ့အဓိကဒီ၃နဲ့ဒီလက်ညီတို့တန်ကြောင်းတို့စတဲ့အရေးအသွေးတွေခုနကပြောတဲ့ ာဒီ quality control လုပ်တဲ့ကိစ္စကိုတော့ PPCC လုပ်ဖို့လိုအပ်တယ်လို့မြင်ပါတယ် အခုဖြစ်ပေါ်ခဲ့တဲ့ငလင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုတွေကိုသင်ခန်းစာယူပြီးလန်ဒရာနဲ့အစာဦးတွေဆောက်လုပ်ရမှာတဘာဝဘေးရန်ရဲ့ခံနိုင်ရည်စံနှုန်းတွေကိုစနစ်တကျတွက်ချက်ဆောက်လုပ်စရေးစစ်ဆေးကြမှတ်ဆောင်ရွက်သွားဖို့လိုကြောင်းအခုလောက်ခတ်ခဲ့တဲ့ငလင်ဆိုင်ရာအချက်အလက်နဲ့ဖြစ်ပေါ်မှုတွေကိုလည်းစနစ်တကျမှတ်တမ်းပြုစုထားရှိဖို့နဲ့ထုတ်ပြန်မှုတွေဆောင်ရွက်ပေးသွားဖို့လိုကြောင်းနှာဆက်ကဥက္ကဋ္ဌကပြောပါရယ်အစာဦးတွေကိုစစ်ဆေးဖို့ဤဥပဒေတွေအင်ဂျင်နီယာအဖွဲ့တွေရှိပြီးမယ်လက်စားမှုတွေရှိနေတာကြောင့်နောက်ဆက်တွဲအကျိုးဆက်တွေခံစားနေရတာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုဥက္ကဋ္ဌဦးထောင်

ဒီတော့ကြောင့်လို့လေစောက်တဲ့လူတွေကိုယ်တိုင်ကလည်းဒီလိုပေးပြီးလှုပ်လို့ရတယ်ဆိုတဲ့အတွက်ကြောင့်မလို့လည်းလည်းကူကူရှောက်လို့ရှောက်လို့ကြတာဖြစ်တဲ့အတွက်ကြောင့်ခုမလိုလားတဲ့အမှန်တကယ်ဆိုရင်ဒီထက်ဟိုဆယ်ပုံတစ်ပုံမို့ကတော့ငင်းငလင်လှုပ်လှုပ်တဲ့အပေါ်မှာကျွန်တော်တို့ခံစားရမယ့်အတိုင်းတာတရားဘူးခံစားရမယ့်ဟာအခုတစ်ထောင်ဘူးလောက်ခံစားရတယ်ဆိုတဲ့အပိုင်းကိုချက်ပုံမှာပေါ့လေဘာမှချက်တော့ပေါ့ဒါဒီလိုလဲရနေတာပဲဆိုတော့ခပ်ပေါ့ပေါ့တွေးနေတယ်လှုပ်ခဲ့တဲ့ဟာရဲ့နောက်ဆက်တွဲအကျိုးသက်တွေပေါ့ဒီအခုခံစားရတာအဲ့ဥပဒေရှိရမယ်အဲ့ရှိတဲ့ဥပဒေကိုတိတိ စားမှမတိတိတတဆိုင်တွေစံတုံးတာရော့နေနေတာပေါ့နော်။တော့ကနလက်ဖားမှုတွေနဲ့ဘာတွေနဲ့ညာနေအကုန်လုံးအိုက်ခါတွေဖြစ်နေတာပေါ့။ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါတွေဒီနောက်ဆက်တွဲစိုးစားတိကျတာ။ဒီအရောတကယ်ကိုဖြစ်ဖြစ်စီတိတိတတဆိုင်တွေရမယ်။ မြန်မာနိုင်ငံမှာမလ28ရက်နေ့ကပြင်းအား9.8အဆင့်ရှိငလျင်လောက်ခတ်မှုကြောင့်လက်ရှိအချိန်ထိလူပေါင်း1000ကျော်သေဆုံးပြီး4000ဝန်းကျင်ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။အဲ့ဒီပြင်ဟိုတယ်တွေ၊လူနေအိမ်တွေ၊ဘာသာရေးအဆောက်အုံတွေ၊အစိုးရယုံတွေ၊ဝန်ထမ်းအင်အားတွေ၊လန်ဒရာတွေပြိုကျပျက်စီးခဲ့ပါတယ်။ငလျင်ပေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုတွေကိုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေနဲ့အပျက်စီးတွေကိုရှင်းလင်းဖယ်ထုတ်ခြင်းအပိုင်းပြိုကျပျက်စီးနေတဲ့အဆောက်အဦတွေကိုဘေးအန္တရာယ်မဖြစ်စေရစနစ်တကျရှင်းလင်းဖယ်ရှားခြင်းအပိုင်းပြန်လည်တိဆောက်ခြင်းအပိုင်းဆို ပြီးအပိုင်း၃မိုင်နဲ့ဆောင်ရွက်သွားရမယ်လို့နာဆာကဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြောကြားထားပါတယ်။